်မှာအကြီးဆုံးကလေးအငယ်ဆုံးကလေးအလက်ဆိုပြီးတော့ဒီမို့အစီအစဉ်လိုက်ရရှိကြရပါတော့နော်ကလေးတူချင်းစီမှာလည်းမတူညီတဲ့ထူးခြားမှုတွေရှိနေပါတယ်ဒီနေ့မှာတော့ပြင်ပြင်ချစ်လို့မွားတယ်တူတူသောသမီးတွေမှာရှိတဲ့ထူးခြားတဲ့အချက်လေးတွေကဘာလဲဆိုတော့ကိုယ်ကိုမျက်ပေးသွားမှာပဲဖြစ်ပါတယ် ကလစ်ဆိုတာကကွင်းပင်ပင်တို့မှာမွေးခြင်းကလစ်တခြားလုံးဝတယောက်မရှိဘဲနဲ့တူတူလုံးမွေးထားတဲ့တာသမီလေးတွေကိုပြောတာပဲဖြစ်ပါတယ်ဒီ baby လေးဒီမှာဆိုလို့ရှိရင်ထူးခြားတဲ့အချက်လေးတွေရှိနေပါတယ်။ဒါရိုက်တရမောပထမဆုံးအချက်အရဆိုရင်တော့လယ်ရုပ်ညှိထွေအောင်နေတက်တာပဲဖြစ်ပါတယ်။ တိုးတိုးတက်တက်မိနေရဆိုလို့ရှိရင်ကိုယ့်ရဲ့ပုံဝင်ခြင်းနဲ့လာရောညီတောင်လို့နေတတ်ပါတယ်။ဒါတွေဟာကိုယ့်ရဲ့မိဘတွေစီကတင်ထားတာမဟုတ်ဘဲနဲ့ဝေးရပါဗီဇာတစ်ခုဖြစ်ပြီးတော့ရောက်တဲ့နေရာမှာအပေါင်းအသင်းမိတ်ဆွေပေါ်များပြီးတော့လာရောညီတောင်နေတတ်တာပဲဖြစ်ပါရဲ့နော်။တိုးတိုးတက်တက်ကလေးတွေကို MRI စစ်ဆေးဖို့ပြောရတဲ့အခါမှာ တို့ရဲ့အုံလောက်ဖွဲ့စည်းပုံအားဆိုလို့ရှိရင်တခြားကလေးတွေနဲ့မတူပါဘူး။ဒါကြောင့်မို့လို့တူတူတို့တပ်သမီးလေးတွေရဲ့အတွေ့အခေါ်အားဆိုလို့ရှိရင်အများစုနဲ့မတူတာပါ။အဲ့ဒါအပြင်တူတူတို့ကလေးတွေရဲ့အုံလောက်မှာက gray matter ပုံများတဲ့တခြားမို့လို့တခြားကလေးတွေဆာလို့ရှိရင်တို့တွေကပို့ပြီးတော့ထက်မြက်ကြပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ခေါင်းမာတာပါ။တူတူတို့တပ်သမီးတွေအားဆိုလို့ရှိရင်အရာရာကိုတိခါလန်ဆိုလဲပြီးတော့ဗောနော်ဘယ်ကိစ္စအောင်မဆိုအလွယ်တကူလက်သက်ခံတယ်ဆိုတာကလည်းရှားပါတယ်။ကိုယ့်အရင်နဲ့ပြောဆိုတတ်ကြပြီးတော့ကိုယ့်ကိုယုံကြည်မှုလည်းညားပါတယ်။ အများနဲ့မတူတဲ့ကိုရီကိုသေးတွေကိုပါဆိုင်ထားပြီးတော့ရောက်တဲ့နေရာမှာလည်းပြောအောင်မိတတ်ပါရနော်။သူတဲ့သောကလေးတွေရဲ့နောက်ထပ်အားသာချက်တစ်ခုပါဆိုရင်တော့ဖြင့်ငယ်စဉ်ကလေးကဝင်းချင်းမရှိတဲ့အခြေအနေမှာကြီးပြင်းလာရတဲ့အတွက်ကြောင့်မလို့အရာရာကိုကိုကကိုကိုလို့ဆောင်ရင်းနဲ့အမေကိုကင်းတဲ့သူရဲ့အဖြစ်ကြီးပြင်းလာတတ်ကြပါဗျ။တူတူတူကလေးတွေကတခြားမွေးချင်းရှိတဲ့ကလေးတွေထက်ဆာလို့ရှိရင်မိဘတွေထပ်ပို့ပြီးတော့ယူနေကြပါတယ်အချောင်းကတော့ မိဘတွေကိုပဲတငချင်းလောက်ရာကနေပြီးတော့သူတို့လေးတွေကိုမိဘတွေနဲ့ပို့ပြီးတော့ရင်းနှီးစီတာပဲဖြစ်ပါတယ်။ကလေးတိုင်းမှာကိုယ်ရည်ကိုယ်သွေးမျိုးစုံရှိကြပါတယ်။ဒါပေမဲ့တူဦးသောသောတသမီးတွေမှာကြတော့အခုပြပြပေးခဲ့တဲ့ကိုယ်ရည်ကိုယ်သွေးလေးရှိရပါတော့။ကလေးတိုင်းကိုကောင်းမှုစွာပြုထောင်ပေးဖို့ကဆိုလို့ရှိရင်မိဘတိုင်းရဲ့တာဝန်ဖြစ်ပြီးတော့ကိုယ့်ရဲ့ကလေးလေးတွေကိုငယ်စဉ်ကတည်းကကောင်းကောင်းမွန်မွန်ပြုထောင်မှာပဲကလေးတွေကြီးထွားလာတဲ့အခါမှာအကောင်းဆုံးအထောက်အပံ့ရမှာပဲဖြစ်ပါတယ်။ခုဗီဒီယိုလေးကိုနားထောင်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။